နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့မှာပြည်တော်ရေးကျောင်းတိုင်းကျောင်းတိုင်းဖုန်ကြီးနဲ့အတူရဟန်းတစ်ပါးက KTV ကိုသွားပြီးတော့စော်ရီနဲ့ပျော်ပါတောက်စားနေတာကိုပတ်ဝန်းကျင်ကတိုင်ကြားခဲ့တာကြောင့်စစ်ကောင်မရှင်ရဲတပ်ဖွဲ့က KTV ကိုဝင်းအောင်စင်းနဲ့ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလပထမပတ်ကပျော်ဝယ်မြို့ပြည်တော်ရေးကျောင်းတိုင်းဆေးရတော်ရှင်မူနိုင်တာနဲ့အဖို့ဖြစ်သူရှင်ပညာစားရတို့က KTV တစ်ခုကိုညတိုင်းသွားပြီးတော့စော်ရီနဲ့ပျော်ပါပြီးသင်ငန်းတွေကိုကားထဲမှာချွတ်လဲခဲ့က လူဝင်းနဲ့ကခုံနေတာကိုတိုင်ကြားခဲ့တာကြောင့်စစ်ကောင်မရှင်ရဲတွေကဝင်းရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗါးသူ့တကားတွေကအတိအကျတိုင်တာရဲတွေနဲ့အုပ်ချုပ်ရေးမှုတွေရောက်လာပြီးတော့အခန်းတွေကိုဝင်စစ်တာအဲ့ဒီမှာလူဝင်းနဲ့ဖုန်းကြီးတွေကိုတွေ့ပြီးတကားတွေဖမ်းသွားတာပါမနေ့ကျတော့သိန်းတရာယူပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့ ဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်။ဖန်စီခံရသူပြည်တော်အေးကြောင်းတိုက်ဆေးရတော့ရှင်မှုနိုင်တာဟာယခင်2024ခုနှစ်စက်တင်ဘာလကပြန်လည်တော်မူခဲ့တဲ့ဆရာတော်ကြီးဗဒ္ဒနာပညာသာရရဲ့နေရာကိုရှင်မှုနိုင်တာကိုအစားထိုးကကြောင်းတိုင်အဖြစ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုတွေကပင်မြောက်ခဲ့တယ်လို့သိရပါတယ်။ပညာဘွဲတွေကရှိတော့သူ့ကိုကြောင်းတိုင်နေရာတင်မြောက်ကြတာပေါ့။အုတ်ချုပ်ရေးပိုင်းကောတန်ကနိုင်ရကအဖွဲကကောပေါ့ကြောင်းတိုင်အဖြစ်နဲ့ယာဒူးတိုးသွားတာရက်ပိုင်းပဲရှိသေးတယ်အခုရဲကဖမ်းပြီးတော့လူဝဲလဲပြီးနေနေလိုက်တယ် နေနေခံရတာကိုမကျေနပ်လို့သူ့ကြောင်းကဒကာတွေဒကမတွေလှူထားတဲ့ကားတွေပတ်စံတွေကိုသူ့ဆွေမျိုးတွေကလာပြန်တဲသွားကြတယ်လို့ဒေသခံတို့ကပြောပြထားပါလေလူဝယ်လဲနေနေခံရတဲ့ကိစ္စကြောင့်သူ့ရဟန်းဘွားကပိုင်ဆိုင်ခဲ့တဲ့ကားတွေအလူငွေတွေနဲ့ကြောင်းတွင်းပစ္စည်းတွေကိုဆွေမျိုးတော်ဆက်သူတွေကလာရောက်တဲယူသွားတာကြောင့်ဘုန်းကြီးကြောင်းရဲ့ပေမဒကာတွေကမကျေနပ်ဖဲနဲ့နိုဝင်ဘာလ22ရက်နေ့ကသာသနာ့ဝင်ကြီးဌာနကိုလိမ့်မှုပြီးတော့တိုင်ကြားထားကြောင်းသတင်းရရှိပါရခင်ဗျာ